ောပြီးသွားမှာကတော့မြန်မာနိုင်ငံထက်ချုပ်လုပ်ငန်းရှင်များအသင်းတွေ CME တွင်းကုန် license အတွက်ထောက်ခံချက်စတင်လျှောက်ထားမယ်ဆိုရင်ဘယ်လိုလင့်ဝင်ရမလဲဘယ်လိုပုံစံလောက်ရမလဲဆိုတာပြုလုပ်ဖို့အစစ်အစစ်ကိုကျွန်မပြောပြပေးသွားမှာပါ ခုဆိုရင်ကျမတို့ဒီဝင်ရောက်မဲ့ link ကတော့ဒီ MGMA online portal token member slab login ကိုဝင်ရမှာပါအဲ့လိုဝင်ရောက်တာ ਨੇ ကျမတို့ဒီပုံစံလေးကြာလာမယ်ပေါ့နော်ဒီပုံစံလေးကြာလာပြီဆိုရင်ဒီစက်ရုံနေအနေဖြင့်ဒီမိမိရဲ့ username password ကိုရိုက်ထည့်ပေးရမှာပါအဲ့လို username password ရိုက်ထည့်လိုက်တာ ਨੇ ကျမတို့ဒီ MGMA တွင်ပေါ့နော်ဒီတွင်းကုန်လိုင်းစတောက်ကန်ချက်ကိုစတင်လျှောက်ထားလို့ရပါပြီအဲအကယ်၍ပေါ့နော်ကျမ information ပေးချင်တာကအဲ့ဒီဒီ အကြောင်းမျိုးမျိုးကြောင့်ပေါ့နော်ဒီဝန်တန်းအဲဒီထွက်သွားတော့၎င်းအဲဒီစက်ရုပ်စက်ရုပ်မှာဒီ password change ကျင်တော့၎င်းပေါ့နော်အဲ့လိုမျိုးဆိုရင်ကျမတို့ဒီ forgot password ကိုနှိပ်ယူအဲဒီ change လို့ရပါတယ်ဆိုတဲ့အကြောင်းကိုကျမ information ပေးတော့ပါမယ်ရှင် ဒီဆက်ရုံနေဖြင့်ဒီ MGMA ကိုတွင်းကုန်လိုင်းစစ်ထောက်ခံချက်စရှောက်မယ်ဆိုရင် user name password ဝင်လိုက်တာနဲ့ဒီမှာလို့ဒီဒီပုံစံလေးကြာလာမယ်ပေါ့နော်ဒီပုံစံကြာလာတဲ့ new application စခေါ်ရမယ်တွင်းကုန်လိုင်းစစ်စတင်ရှောက်မယ်ဆိုရင် new application ခေါ်လိုက်တာနဲ့ကျွန်မတို့ဒီစာပထမစာမျက်နှာရောက်မယ်ပေါ့နော်ပထမစာမျက်နှာမှာအဲဒီကျွန်မတို့ဒီ currency ပေါ့နော် currency နှစ်ခုခွင့်ပြုထားတယ်အဲ USD နဲ့ Euro ပေါ့နော်ကျွန်မ USD နဲ့အစံပေးပြမယ်ပေါ့နော်အဲ total app ပို့ပြီးပဲလို့ dc total crm ပဲလို့ total cr ရဲ့ value အဖြစ်ပေးရမယ်ပေါ့နော် အခုမှဆိုရင်စက်ရုံတွေတော်တော်များများမှတ်တက်ကြတာပေါ့နော်အဲအဲ့အမှားလေးကိုလည်းကျွန်မထည့်ပြောပေးပါမယ်ပေါ့နော်အခုဆိုရင်ဒီ Total CMB Value နဲ့ Total CIF Value နှစ်ခုပေါင်းခြင်းကဒီ Total FOB ထဲနည်းနေရမယ်ပေါ့နော်တို့ပြောရမယ်ဆိုတော့ Total FOB ကများနေရမယ်ပေါ့နော်အခုဆိုရင်ကျွန်မ example ပြထားတာ Total FOB ကများတယ်ပေါ့နော် how many title export item export item how many title export item ဆိုတာက ကျမတို့ဒီစက်ရုပ်အနေဖြင့်ဒီသွင်းကွန်လိုင်းစင်ထောက်ခံချက်မှာအာဒါနှမျိုးချုပ်မလဲပေါ့နော်အခုကျမကတော့အာနှမျိုးနဲ့ example ပြထားပေးတယ်အဲနှမျိုးချုပ်မယ်ဆိုရင်တော့နှမျိုးသုံးမျိုးချုပ်မယ်ဆိုရင်တော့သုံးမျိုးပေါ့နော်အဲမှာရိုက်ထည့်ပေးရမယ်အဲ total quantity ရော export item ဆိုတာက အာကျမတို့ဒီနှမျိုးပေါင်း ဒီအိုက်တန်နှစ်မျိုးရဲ့အထည်ရွတ်ဘလောက်လဲ9000လား3000လားပေါ့နော်ကျမကတော့အဲ9000နဲ့ example ပြထားပေးတယ် How many title import item import item ဆိုတာကကိုကျမတို့ဒီ9000ချုံးမဲ့ import item ဘယ်နှကြောင်းတွင်းမလဲဘယ်နှမျိုးတွင်းမလဲပေါ့နော်အခုကျမကတော့9မျိုးနဲ့ example ပြထားပေးပါတယ် တိုက်တော့ info item ဆိုတာက favorite accessory ရဲ့ accessory တစ်ခုရှိတယ်။အဲဒါပေမဲ့ကျမတို့ဒီ garment ဆိုရင်တော့ garment ချုပ်မယ်ဆိုတော့ favorite accessory ပေါ့နော်။ရန် accessory ကတော့ sweater ဆက်ယူနေတာရန် accessory ရွေးပြရမယ်။ sweater ဆက်ယူမဟုတ်ဘူးဆိုရင်တော့ကျမတို့ဒီ favorite accessory ပဲရွေးပြရမယ်ရှင်။ seller name seller name ကတော့ကျမတို့ဘိုဘက်နိုင်ငံရဲ့အဲ seller company name ရိုက်ထည့်ပေးရမယ်။ ကုမ္ပဏီနဲ့ရိုက်ထည့်ပေးရမယ်။ကိုကျွန်မကတော့ Isabel အနေနဲ့ရိုက်ထည့်ပေးပေးမှာရှင်။ဆယ်လာ address နဲ့အလိုပဲဝဘက်နိုင်ငံရဲ့ address ကိုရိုက်ထည့်ပေးရမယ်။ ်ဟိုကျမတို့ဒီဆယ်လာနေဆယ်လာနေဆိုတာကဒီဘက်နိုင်ငံရဲ့ကုမ္ပဏီကိုကုမ္ပဏီက China China ဆိုရင်ကျမတို့ဒီ China နိုင်ငံပါမယ်အဲကိုကုမ္ပဏီက Singapore နိုင်ငံဆိုရင် Singapore ပါမယ်ဂျပန်နိုင်ငံဆိုဂျပန်ပါမယ်ပေါ့နော်ဒီထိပါမယ်အဲ့မှာဆယ်လာကန်ဒီဆယ်လာကန်ဒီဆိုတာကကျမရဲ့ဒီဆယ်လာအနေကအ China ကုမ္ပဏီဖြစ်တဲ့အတွက်ကျမကဒီမှာ China လို့ရေးပြရမယ် country origin ပုတ်တော့လို့တယ် country origin ဆိုတာကကျမတို့အဲဒီစက်ရုပ်အနေဖြင့်ဒီ invoice မှာ country origin ကဘယ်နိုင်ငံနေဖောက်တာလဲပြီးလို့ရှိရင် ပုတ်တော့လို့တင်ကလည်းဘယ်နိုင်ငံဖောက်တာလဲအဲ့နိုင်ငံတွေကိုရေးပြရပါမယ်ကျမတို့ example အနေနဲ့ပြထားပေးမယ် ီ category order ချက်ပို့တော့လို့တင်နေကကျမတို့ invoice နဲ့ agreement နဲ့ဒီ online နဲ့အကုန်တူနေရပါမယ်အခုကျမပြောချင်တာကတော့ဒီ invoice ဒီ agreement နေဒီ online နေမှာ data တွေကအားလုံးတူနေရပါမယ်တခုမှလွဲလို့မရပါဘူးလွဲတာနဲ့ reject ကြပါတယ် buyer name buyer address ကတော့ကျမတို့ဒီပထမအာ community information စတင် approve ရထားကြတယ်ပါပိတာဖြစ်တဲ့အတွက်ထပ်ရိုက်เสียမလိုပါဘူး is ဘောရာအိုဘာစီဆိုတာကကုသွင်းကွန်လိုင်းစစ်တောက်ခံချက်မှာအဲကျမဒီရှောက်မဲ့ဖိုင်ကအိုဘာစီဖိုင်လားဘောရာဖိုင်လားရွေးပြရပါမယ်။ကိုကျမကအိုဘာစီဖိုင်နဲ့ပြမယ်ဆိုရင်အိုဘာစီဖိုင်ဆိုရင် license တိုက်က normal ဖြစ်ရမယ် import session CMB method of transport CMB motor transport က air ဒီ overseas ဖြစ်တဲ့အတွက်ကျမတို့ air or sea ရွေးပြရပါမယ်။အဲ air drone လည်းမရပါဘူး sea drone လည်းမရပါဘူးနှစ်ခုလုံးရွေးပြရပါမယ်။ ဒီ method input according to intent ဆိုတာကကျမတို့ဒီ CIF ပဲရွေးပေးရပါမယ်အဲ play.dit check က overzip ဖြစ်တဲ့အတွက်ကျမတို့ရန်ကုန်ရွေးပေးရမယ် အဲဒီမှာဆိုရင် do you want to apply chemical ဆိုရင်ကျမရဲ့ကိုဒီသွင်းကုန်လိုက်စတောက်ကန်ချက်မှာအာ chemical ရှောက်မလားအာ chemical မရှောက်ဘူးလားမေးတာပါ chemical ရှောက်မယ်ဆိုရင်တော့ကျမတို့ yes ကိုရွေးရမယ်ရွေးလို့ရှင်တော့ဒီ box လေးကြာလာမယ်ဒီ box လေးကြာလာဆိုရင်တော့ကျမတို့ chemical ဝန်ကြီးဌာနထုတ်ပေးတဲ့ chemical ထောက်ချက်မှာပါတဲ့ reference number ရိုက်ထည့်ပေးရမယ်တကယ်လို့မှာကိုဒီစက်ရုံဒီ license ကအာ chemical မပါဘူးဆိုရင်တော့ကျမတို့ no ရွေးထည့်ပေးရအောင်ရှင် ဒါကတော့ကျမတို့ကူးပြသွားတာကတော့အဒါ over CV အဖိုင်ဖြစ်ပါတယ် over CV ဖိုင်ဆိုရင်ဒီ data လေးဖြည့်ပေးရပါမယ်ကျမတို့ border ဖိုင်ရှောက်မယ်ဆိုရင်တော့ဘယ်ဘိုင်းလေးတွေမှာပြန် border ဖိုင်ဆိုဘယ်ဘိုင်းလေးတွေမှာဆိုရဲဆိုကျမပြန်ပြောပြပေးပါမယ် ဘောဒါပိုင်ဆိုရင်ကျမတို့ဒီဆယ်လာနိုင်ကတော့ကျမ example ပြထားတဲ့ AA company limited ပေါ့နော်အဲဒီဆယ်လာ address မှာဆိုရင်ကျမတို့ကဒီမှာ branch office ခံပေးရပါတယ်ဘောဒါပိုင်ဆိုရင် branch office ခံပေးရမယ်ဆိုတော့ကျမရဲ့ဒီ border ဖိုင်မှာနှစ်မျိုးရှိတယ်မူဆေးအတွင်းမှာလားမြာဝတီအတွင်းမှာလားပေါ့နော်အဲမူဆေးအတွင်းမဲ့ဆိုရင်ကျမရဲ့ main company က China company ဖြစ်တယ်အဲ China company ဖြစ်တယ် China company ဖြစ်တဲ့အတွက်အဲမူဆယ်ကနေပြီးတော့လာမယ်ဆိုရင်တော့ branch office ခံစရာမလိုပါဘူးအကယ်၍ကိုယ့် company ကအဲဒီ Singapore ဖြစ်နေရဆိုရင်တော့ကျမတို့အဲဒီမူဆယ်ဖြစ်တဲ့ဒီ China branch office ခံပြီးရမယ်ပေါ့နော်အခုဆိုရင်ကျမကအဲ မြောက်ဒီဘက်ကတွင်းမဲ့ဆိုရင်လည်းအလိုပါပဲအဲမြောက်ဒီဘက်ကတွင်းမဲ့ဆိုရင်ကိုယ့်ကုမ္ပဏီကချိုင်းနာဖြစ်တဲ့အတွက်ကျွန်မတို့ဒီထိုင်းနိုင်ငံရဲ့ branch office ခံပေးရမယ်အခုကျွန်မကမြောက်ဒီဘိုင်းအဲပြပေးမယ်ပေါ့နော် ဒီမှာဆိုရင်ကျွန်မ branch office ခံလိုက်တယ်ပေါ့နော်ဒီ company အ BB company limited AA လိပ်စာက AA Thailand ပေါ့နော်ကျွန်မ example ပြထားပေးတယ် Thailand ထိပါပါမယ်ဒါကမြဝတီဘိုင်ဖြစ်တဲ့အတွက်မလို့ကျွန်မရဲ့ main company က China ဖြစ်တဲ့အတွက်မလို့ဒီ Thai Thai ရဲ့ branch office ခံပေးရတယ်ပေါ့နော်အဲဆို seller country ကတော့ကျွန်မတို့ main company ရဲ့အဲ China ပဲဖြစ်ရပါမယ်ပြောင်းစရာမလိုပါဘူး ီမှာဆိုကျွန်မက concern တော့ border ဘိုင်းဖြစ်တဲ့အတွက်ကျွန်မက border ရွေးရမယ်ပြန်ရွေးရမယ် border ရွေးရမယ်ဆိုရင်ကျွန်မတို့ license တိုက်မှာ border ဖြစ်ရမယ်အဲ့မှာကျွန်မတို့ mode of transport မှာဆိုရင်တော့ကျွန်မတို့ road ဖြစ်ရမယ်ပေါ့နော် ိုက်မှလည်းမတက်ကြပါတယ် road တစ်လုံးပဲယူရတစ်ခုပဲယူရပါမယ် AC roads ပဲယူလို့မရပါဘူးအဲ့ဆိုတော့ကျမတို့ဒီမှာ CIF မဖြစ်တော့ဘဲနဲ့ border by ဆိုရင်တော့ DAB ပြောင်းပေးရပါမယ်ကျမကဒီမှာ Thai ရဲ့ branch office ခံထားတာဖြစ်တဲ့အတွက် Thai ဘက်ကနေပဲတွင်းมาဖြစ်တဲ့အတွက် border by ကမြောက်ဝတီပဲဖြစ်ပါမယ်အဲ့ဆိုရင်တော့ကျမဒီမှာမြောက်ဝတီယူပေးရပါမယ် အဲဒီကျမဆိုရင်ဒီမှာပေဒီပုဒ်တော်တစ်ချက်ဆိုတာကကျမတို့ဒီမြဝတီကိုရွေးပြရပါမယ်အဲဒါဆိုရင်ကျမအခုပြသွားတာကဒါ border နဲ့တွင်းမဲ့ဖိုင်ဖြစ်ပါတယ်ဒါကအဲ China ကိုမှာအဲ China company ကိုမှာဒီ Thai ဘက်ကနေပြီးတော့တွင်းမဲ့အဲမြဝတီဖိုင်ဖြစ်တယ်ပေါ့နော်အဲအကယ်၍ကိုဖိုင်ကအဲဒီ company ကမူဆက်ဘက်ကတွင်းမဲ့ဆိုရင်အလားတူဒီတိုင်းပါပဲဒီမှာဆိုရင်ကျမ company က

ပုံမှန်အတိုင်းပဲဆောင်းရဲတို့ကဒီ time back ကတွင်းတဲ့ပုံစံမျိုးပဲ branch office ခံပေးရမယ်အဲ branch of မှာ china ရဲ့ branch office ခံပေးရမယ်ဆယ်လာ country ကတော့ကျမရဲ့ main company ကဂျပန်ဖြစ်တဲ့အတွက်ကျမဂျပန်ရွေးပေးရမယ်ဒါကကျမရဲ့ main company ကဂျပန်ဖြစ်တဲ့အတွက်မျိုးဂျပန်ရွေးပေးရမယ်။ ုင်းမှာဆိုရင် ပုံမှန်အတိုင်းပဲဒီ border ဆိုရင်အဲ border ဘိုင်ရွေးပေးရမယ် license tag က border ဖြည့်ရမယ်အဲ border ဘိုင်မလို့ရွေးရမယ် DAB အဲဒီမှာကျမကအမ်ရမူဆယ်ဘက်ကသွင်းมาဖြစ်တဲ့အတွက်ဒီမှာမျိုးတွေမဖြစ်တော့ပါဘူးမူဆယ်ရွေးပေးရမယ် play ပုံတော့တစ်ချက်มาတယ်ကျမတို့မူဆယ်ပဲရွေးပေးရပါမယ်ဒါဆိုရင်တော့ကျမအဲ border ဖိုင်ဟိုမှာဒါဆိုရင်မူဆယ်ဖိုင်ဖြစ်တယ်ဆောင်းနေပြသွားတာကဒီမှာမြောက်ဒီဖိုင်ပေါ့เนาะဒါဆိုရင်မူဆယ်ဖိုင်ဖြစ်ပါတယ်ဒီကျမတို့ဒီ border ဖိုင်ဟိုမှာယခုအချိန်ကြီးရပါတော့ချင်းချက်အနေဖြင့်အဲကိုတောင်းဘက်ကတွင်းမယ်ဆိုရင်တော့ကျမတို့ဒီအဲ motor transport ပေါ့နော် motor transport motor transport မှာကျမတို့ဒီအစီရွေးပေးရစီရွေးပေးရပါမယ်စီတလုံးနဲ့ရွေးပေးရမယ်ဒါကတော့အယခုအချိန်ရပါတော့ချွင်းချက်အနေဖြင့်မှာအဲ့မှာ play ပုတ်တော့ဒီချက်ကလည်းကျမတို့အကော်တောင်းရွေးပေးရပါမယ် ဒီမှာဒီ AB ရွေးရမယ် border ထွက်มาလဲဒီမှာလောကောတောင်းရွေးပေးရမယ်ဒီမှာလည်း border တစ်ချက်มาလဲကောတောင်းရွေးပေးရမယ်ပေါ့เนาะဒါကတော့ယခုအချိန်နေရချင်းချက်အနေဖြင့် motor transport မှာတော့စီးပဲရွေးပေးရပါမယ်ရှင်အဲဒါဆိုရင်ကျွန်မတို့အစ်စ်နှစ်ကိုရောက်ပြီပေါ့เนาะအစ်စ်နှစ်ဆိုရင်ကျွန်မကရှိမှာ exploit တဲ့နှစ်ចောင်းဖြစ်တဲ့အတွက်ဒီမှာ1 2ချပေးရပေါ့เนาะဒီမှာကျွန်မက export item နှစ်မျိုးချပေးနှစ်မျိုးရေးလို့သူက export item 1 2ချပေးတာပါတကယ်တော့မှ3မျိုးချုပ်မယ်ဆိုရင် export item 1 2 3ဆိုချပေးပါလိမ့်မယ်ဒါဆိုရင် export channel export channel ဆိုရင်ကျမအခုချုပ်မဲ့ဒီနှစ်ချောင်းကအဲ lady jacket လား man jacket လားဆိုတာရွေးပေးရပါမယ်ကျမဥပမာပြပေးပါမယ် man နဲ့ပြပေးပါမယ် ဒါဆိုရင်ကျမတို့ကနှစ်ကြောင်းဖြစ်တဲ့အတွက်အဲ export item 1မှာအထည်အတွက်ဘယ်လောက်နဲ့ချုပ်မလဲ export item 2မှာဘယ်လောက်နဲ့ချုပ်မလဲဒါဆိုရင် number unit of sales ဆိုတာကကျမက9000ဖြစ်တဲ့အတွက်9000လုံးရိုက်လို့မရပါဘူးတစ်မျိုးကိုအဲဘယ်နဲ့အထည်အတွက်ဘယ်လောက်ချုပ်မလဲပေါ့နော်ကျမက example 2000ခွင်းနဲ့ example ပြပေးပါမယ် unit unit မှာဆိုရင်ကျမတို့က unit ကတော့၄၄ခုရှိပြီမြဲကျမတို့ export unit က ယူဝဲဖြစ်ကြပါမယ် unit တော့အပူပြီးဘယ်လိုကအာကျွန်မတို့ data စယုံနေတော်တော်များများသိပါတယ် unit of value ဆိုတာကအာ CMB value ဆိုတာကလက်ခလက်ခကျွန်မရိုက်ထည့်လိုက်ပါမယ်ဒီမှာစယုံနေမှာ data ရှိပါတယ်အဲ total အပူပြီး value မှာအာ1.5ထည့်ပြီးတော့ total CMB value မှာအာ6 ထည့်လိုက်တာတွေရှိရပေါ့နော်အဲဒီ total unit apob value ကတော့တထည့်ရဲ့တန်ဖိုးပဲဖြစ်ပါလေအဲ့ဒီအတွက် apob value ကပဲများနေရပါမယ်စေယုံတွေတော်တော်များများမှတ်တကြပါတယ်ဒီ upload item image ဆိုတာကဒီ MGMA အနေနဲ့မှာအနေနဲ့ကဒီပုံတောင်းမှသာတွဲပေးရမှာမဟုတ်ပုံမတောင်းရင်တွဲစရာမလိုပါဘူးဒီနေရာကိုထားခဲ့လို့ရပါတယ် ီမှာ unit of apoB value နဲ့ unit of CNB value က polite ကအာတူကောင်းတဲ့တူနိုင်တဲ့ပေါ့နော် input export item ကအဲတချို့ဟိုဒီ style တွေကြလည်းမတူဘူးပေါ့နော်ဒီမှာကျမတော့မတူတဲ့ပုံစံလေးနဲ့ example ပြထားပေးပါတယ်အဲဒီကျမတို့ဒီ jacket တွေအဲ shirt တွေဒီ export item ညတော့အများကြီးရှိတယ်ပေါ့နော်အဲ့ထဲကိုမအလားလေးဆိုတော့ကျမတို့ gender မှာဖြစ်မိနေရွေးပေးရပါတယ်အဲအကယ်၍ဒီမှာ gender မရွေးရတဲ့ item တွေလည်းရှိပါတယ်အဲစောင်းလို့ခေါင်းအိုးလို့ဟိုလက် HA တွေဆိုရင်တော့ gender မရွေး gender ရွေးစရာမလိုပါဘူး မယ်ဆိုတော့ကျွန်တော်တို့ဂျန်တာရွေးစရာမလိုပါဘူးရပါတယ်အကယ်၍ဒီ jacket တွေအဲပန့်နေချုပ်မယ်ဆိုတော့ဂျန်တာကရွေးကိုရွေးပြရပါတယ်ဂျန်တာလေးမရွေးလို့ရှင် reject တွေချပါတယ် ဆိုရင်တော့ကျမတို့အစစ်နှစ်ကိုကျမပြီးပြီပေါ့နော်အဲ့မှာလည်းကျမကြံပေးချင်တာကအစစ်နှစ်မှာအဲကျမဗားလေးမှားလဲဆိုတာပြန်စစ်ဆေးချင်ပါတယ်အဲ့မှာမှားလို့ရှိရင်ကျမတို့ပြန်ပြင်လိုက်လို့ရပါတယ်ပေါ့နော်ဒီမှာကျမအကယ်၍မမအောင်ဆိုရင်တော့အဲကျမတို့စစ်ပတ်တန်လေးကို